အလုံးမင်းမင်္ဂလာနေ့လေးဖြစ်ပါစေရှင်1969ခုနှစ်အောက်တိုဘာလထုံးငွေတိုင်မဂ္ဂဇင်းမှာပါရှိတဲ့တိုင်းရေးဆရာကြီးမင်းသူဝင်ဘာသာပြန်ဆိုရေးသားထားတယ်လွတ်မြောက်ခြင်း ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတွေပဲဖြစ်ပါတယ်အလုံးမင်းနားဆင်ခံစားပေးပါရှင်လွတ်မြောက်ခြင်းအခန်းတည်းဘီမင်းမြတ်ဤဗန္နာတော်တိုက်ကိုတခိုးဖောက်လို့တဲ့ဟူသောသတင်းသည် နေပြည်တော်လေးပြင်းလေးရက်တွင်ပြန့်နှက်သွား၏ခိုးသူကိုတွေ့အောင်ရှာရတော်မူမတွေ့လျင်ဝင်းမူကြီးမဲတန်တင်တော်အံနိုင်ငံခြားတင်မော်စိတ်တခုမှအာခန်နုတယောက်ဖြစ်သောဝစီရတင်နာသည်နေပြည်တော်သို့ငင်းကုံကူရန်ရောက်လာ၏သို့တော်လည်းဘုရားတစုကပါသမျှပစ္စည်းများကိုတိုက်ခိုက်လူယူလိုက်သောကြောင့်ဝစီရတိနာမှာမြို့ရိုးပြင်ပရှိဖျားကြောင်းပြက်တစ်ခုထဲတွင် လက်နေရနေနေ၏ဖိုးသူကိုရှာသောဇာဇဝိသားတို့သည်ဝစီယတိဏကိုတွေ့သောအခါမင်းဖန်နာကိုခိုးသူဟုစွဆွဲကြ၍နှောင်ချိုးတဲပြီးလျင်နန်းကြီးလန်းငယ်တို့ကိုကြော့ဖြတ်ခါအကျင်းထောင်သို့ယူဆောင်သွားကြလေ၏ကြောင်းလန့်စပွဲမူရကျွဲ၍ခတ်ထက်သောသမီးတော်ရှာမသည်ဟိုတီတွာလာနေကြသောပြည်တော်သူပြည်တော်သားတို့ကိုဒေသဆောင်ပြတင်းမှ ကျူစားနေလေသည် ိုခိုက်တွင်ရုတ်တရက်ကိုကလေးကိုလှုံ၍အပြိုတော်တူအားဤသို့ဩပြောလိုက်၏အလိုအမိငယ်တာမန်ခိုးသားကဲ့သို့နှောင်ကျိုးတဲပြီးခေါ်ဆောင်လာခြင်းကို ခံရတဲ့နေဤအတရေကိုစောင်းတဲ့လူလင်ပြူဟာဘသူများပါလဲသူ့ကိုသခင်မရဲ့ရှေ့တော်သို့ခေါ်ဆောင်ခဲ့ရမယ်လို့သခင်မအမိန်နဲ့ပြောပါချေဟုဒေလိုက်၏ရာဇဝတ်မူသည့်အချင်းသမားကိုခေါ်လာ၍သမီးတော်ရှာမအား ဤသို့တန်တော်ဦးတင်၏တခင်မရဲ့အမိတ်တော်ဟာအခါမဟုတ်ဖြစ်ပါれဘယင်းမင်းမြတ်၏အမိတ်တော်အတိုင်းကျွန်တော်မျိုးသည်အလင်းအမြန်စီရင်ရမည်ဖြစ်ပါ၍ခိုးသူကို ခေါ်သွားပြရစီတော့ထိုခဏတွင်အကျဉ်းသားဝစီရဒေနာသည်လည်းလက်မြန်စွာမော်လာ၍ဤသို့ဆုံး၏ဟဲ့မိမဘလို့စိတ်မျိုးနဲ့ငါအာယခုလိုခေါ်၍တယောရပါတလေထိုအခါရှမ်းမကဤသို့ပြန်ပြော၏ ။တခင့်အားတယောတိမဟုတ်ပါ။တခင့်လက်ကနှောင်ကျိုးများကိုကျွန်တော်မလက်ကယရနာများနဲ့လဲလှယ်၍နှောင်ကျိုးတဲခြင်းကို ခံရတဲ့နှမတော်ဖြစ်ပါတယ်။ထို့နောက်ရာဇွဲ့မိုးဘက်သို့လှယ်၍သမီးတော်ရှာမကဤသို့ပြောပြ၏။ငါမှရှိသည်များစည်းစိမ်အားလုံးကိုယူ၍ဤတခင်အားလွတ်ပါလော့။ရာဇွဲ့မှုနှင့်ဥကောက်ညွှန်၍ဤသို့လျှောက်၏။မဖြစ်နိုင်ပါဟုသခင်မဖျား။ဤအမှုသည်တွင်နာတော်သို့ရောက်ပါလျင် ကျွန်တော်မျိုးများမင်းဤကွက်မြက်ချင်းကိုခတ်ရပါလိမ့်မည်အကျဉ်းသမားအားနှစ်ရက်တာများနေခွင့်ပေးဖို့ကိုသာငါတောင်းဆိုပါတယ်ဟုကျမ်းမာကပြောပြန်၏ထိုအခါရာဇဝတ်မှုလည်းပြုံး၍သဘောတူလိုက်လေ၏ထားအတွဲတွင်နှစ်ညများနေပြီးသောအဆုံး၌ဝဇိယသေနာသည်သူ့မုံများတောင်း၍ကဲစီမန်ယာကိုစောင့်မျှော်လျက်ရှိလေသည်ထိုခဏ၌အကျဉ်းထောင်တကားသည်ရုတ်တရက်ပွင့်လာ၍သမီးတော်ရှားမသည် မိတိုင်ကိုကင်လျင်ဝင်လာလေ၏ဆရာမကလက်ရိပ်ပြလိုက်သောအခါထောင်မှုတို့သည်လည်းအကျဉ်းသမဝစီယဒေနာအားနှောင်ကြိုးဖြို့၍နှုတ်လိုက်လေ၏အိုးကျင်နာပြည့်ပြတ်စွာသောအမိအမိသည်ဤမိတိုင်ကိုကင်ဆွင်၍ကျွန်ုပ်ထံသို့ရောက်လာသည်မှာတညာလုံးအမိုက်မောင်ကြပြီးနောက်ပြည်နေချင်းဤတကွပေါ်လာသောငွေအာယုံနှင့်တူပါတော့တယ်ဟုဝစီယဒေနာကပြောလေ၏ ကျင်နာပြင်းနာတော့အမှန်ပါပဲမောင်မဟုကြာမာကပြော၍မျက်ရည်ဝဲလာသည့်တိုင်အောင်ဟဲ့ဟဲ့ပပင်ရှိနေရဲ့ကြိုက်ကြီးတငင်းနှင့်ဤသို့ဆက်လက်ပြောပြန်၏ဤထောင်ကြီးဤကြောက်အုပ်တို့သည်မိမဤနှလုံးသားလောက်မဖက်မကြပါဘူးဟုကြာမာကပြောပြန်၏ထို့နောက်သမီးတော်ရှာမာသည်အကျဉ်းသမားဤလက်ကိုဖမ်းကင်နေရဲ့အကျဉ်းထောင်တကမှ သွဲထုတ်ခေါ်ယူသွားလေ၏အခန်းနှင့်ဝရုဏမြကန်းတွင် နေမဲဖြတ်ပေါ်လေပြီမြစ်စိမ့်နိုင် လေတစင်းသည်စောင့်နေရရှိ၏ကျွန်တော်မနှင့်အတူ လေတို့လိုက်ခဲ့ပါဧည့်သည်သခင်ရဲ့ကျွန်တော်မဟာတန်ရောစင်ကျိုးအမျိုးမျိုးကိုဖြတ်၍သခင်နှင့်အတူဤမြစ်ကျောတွင် မျောပါတော့မယ်ဟုသမီးတော်ရှာမကဝစီရတေနာလူလင်ကိုပြော၍လေတို့တကြလေ၏လေသည် လေမြန်စွာထွက်ခွာသွားလေ၏။တင်းငက်တို့သည်ပျော်မြူးစွာတည်ဆုံနေကြလေ၏။ ။အိုချစ်သူနှမကျွန်ုပ်၏အသက်ကိုကယ်အပ်တော်ငါအဘယ်မျှလောက်တော့ဖိုးထရတနာတို့ကိုပေးခဲ့ရပါသလဲ။ပြောပြစမ်းမှာဟုဝစီယဒိနာကမေးလေ၏။စိတ်စိတ်နေပါအောင်မဲ့တခင်ရဲ့။နောက်ခါမှာဖျားနှမကလေးတန်တော်ဦးတင်ပြရစီဟုကျမကပြောလေ၏။အခင်တော်နေနေခင်မှနှိမ့်နေခင်တို့ရောက်ခဲလေပြီ။ရွာသူတို့သည်ရေဆက်ဆက်ကြသောကိုဝိရှိသည်ဖြစ်၍ရေပြိုးအိုးကိုရွက်ချီလျက် ရေချိုးစိမ့်မှအိမ်သို့ပြန်ကြလေပြီ။ဒီချိန်နဲ့ကုန်လေပြီ။ဂျွာလန်ကလေးနဲ့နေမင်းအောက်တွင်တိတ်ဆိတ်တောက်ပြန်လျက်ရှိလေသည်။ပူနွေးသောနေ့ကင်းလေပြေတဲ့တွင်ထိတ်ခေါင်တင်ရှားမ၏။ညနေဖုံးစာသည်ကျော့ကျသွားလေ၏။ထိုအခါဝစီယာဒိနာသည်ရှားမ၏နားတွင်ကပ်၍ဤသို့တူတူပြော၏။အမိသည်ကျွန်ုပ်အားခဏမြတ်တီးသောရာဇဝတ်နောင်ကျိုးမှဖြေလွှတ်၍ အမျက်တည်သော အချစ်နောင်ကျိုးဖြင့်ချီနောင်တော့တာပဲဒီရာဇဝတ်မှုကိုဘလို့များစောင့်ခြင်းလာခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြစမ်းမှာဟုဝဇီယာဒိနာကမင်းလေး၏ထွေခါရှာမသည်ညနေဖုံးစာကို ပြန်အုပ်လိုက်၍ယခုမပြောပြစေနဲ့အောင်အချစ်ရဲ့ဟုဆိုလေ၏အခန်းလေးနေလဲနေခဲ့၍မှောင်စာပြူလေပြီလေပြင်းနေငင်းကလေးသည်ငြိမ်သက်သွားလေပြီလာချဲပက်လက်ကလေးသည်လည်း တန်ရောင်မဲနဲ့သောရေဆက်တွင်အားနွယ်စွာအယောင်ပြေးစပြူလီပြီးထိတ်ခေါင်တင်ရှားမသည်လူလင်ပြိုဤပခေါက်ထက်တွင်ခေါင်းတင်၍အမောင်တဲ၌ထိုင်လျက်ရှိ၏တပင်တို့သည်လည်းဝစီယသေနာ၏လက်မောင်းထက်တွင် ဖို့ရဖာယာကြလျက်ရှိလေသည်ထိုခဏ၌တီတိုသောလေတံကလေးဖြင့်ရှားမကဤသို့ပြော၏တခင့်အတွင်ကျွန်တော်မှစောင့်ကြည့်ခဲ့တဲ့ကိစ္စဟာ အင်မတန်မှခရင်ပါတယ်။ဒီကြားကိုတခင်အားပြောပြရဖို့အရေးကပုံမူရွက်ပင်ခရင်ပါသေးတယ်။ကျွန်တော်မကိုဆွဲနှမ်းသည်ဖြင့်အချစ်ဝရဏဆွဲကန်နေတဲ့ဩတ္တရအမည်နဲ့လူလင်ပြူကလေးတူဟာကျွန်တော်မထံမှာအသက်လက်ဆောင်သွင်းပြီးတော့ခိုးပြစ်ကို ခံယူလျက်မဲ့တခင်ရဲ့ကိုစားအကျဉ်းထောင်ထဲမှာနေခဲ့ပါတယ်။တခင်ကိုချစ်သည့်အတွေ့အေးမြကြီးလေးသောအကုသို့မှုကြီးကို ကျွန်တော်မ ပြုလုပ်ခဲ့ပါပြီအချစ်ဆုံးမဲ့တခင်ရဲ့ထို့သောထိတ်ခေါင်တဲရမကပြောပြနေစဉ်လာချမ်းကလေးနဲ့ဝင်နေပြီတော်ဤတိတ်ဆိတ်ခြင်းဒီလင်းမရွတ်နိုင်သောခြင်းနဲ့တို့ဤအိပ်ပျော်ခြင်းဖြင့်လင်းလံလျက်ရှိလေသည် လူနေပြဝစီရတေနာဤလက်မောင်းသည်ရမဤခါတိုင်ကလေးမှတဖြည်းဖြည်းကျော်ကြသွားလေ၏ပန်ဝင်ခြင်းရှိ တိတ်ဆိတ်ငိမ့်တဲ့ခြင်းသည်ကြောက်တုံးကြောက်ခဲကဲ့သို့ ခက်မအေးဆက်လာလေ၏ထိုခဏ၌ရှားမသည် ဝစီယတေနာ၏ခြေရင်းတွင် ပြည့်လည်လာ၍ဒူးကိုဖက်ပြီးလျင်ဤသို့ပြော၏အိုးအချစ်မရဲ့ကျွန်တော်မကို အပြစ်မှ ချမ်းသာပေးပါတော့ကျွန်တော်မပြုမှားမိတဲ့အာကိုတော်အဖို့ဖခင်သခင်ကကျွန်တော်မအားဓာတ်ခတ်ပါစေတော့ဟုပြော၍တောင်းမန်လေ၏ဝစီယတေနာသည်လည်းခြေကိုယုံ၍ခက်ထန်စွာဤသို့ပြန်ပြော၏ အကုသိုလ်အမှုဖြင့်ငါအသက်ကိုဝယ်ယူရတဲ့လားငါတကူလုံးဟာအကုသိုလ်တော်ကြီးဖြစ်နေပါပေါ့ကလားဝစီယသေနာတိထာယာမထား၍လေပေါ်မှကမ်းပေါ်သို့ခုံတက်ပြီးလျင်တောထဲသို့ဝင်သွားလေ၏တက်၍ဆက်၍လျှောက်သွားရာ နွယ်ပင်နွယ်တန်းတို့ဖြင့်ရောထွေးလျှောက်ဝင်နေသောတစ်ပင်ကြီးတို့သည်တောလန်းကလေးကိုပိတ်စည်းထားသော အရက်သို့ကြောက်လာလေ၏ထို့အခါမောပန်းနွယ်လျာသည်ဖြင့် ရေထက်တွင်ထိုင်နေ၏တို့တော်လဲမှောက်တော်တော်လန်ခရီးတစ်လျှောက်လုံးမိမိနာမှာစိတ်စိတ်ကလေးလိုက်နာ၍ယခုအခါမိမိ၏ကြောဘက်တွင်တက်စေတပွဲရက်နေတော်သူကမိသူပါနီထိတ်ခေါင်တင်ရှားမှာပဲဖြစ်ပါသည်မင်းဒီကထွက်မသွားဘူးလားဟု ဝစီရတေနာကအော်၍ပြောလိုက်၏ထိုခဏ၌ရှားမသည်ဝစီရတေနာအပေါ်သို့ပြည့်လဲလိုက်၍ဖားရကြသောသဘင်တရွတ်တိုက်သောကိုဝိတ္တုဖြင့်၎င်း ကျိုးဝေသောနန်းလျှောက်ခြင်းမောဟိုက်သောအသက်မွေးတို့ဖြင့်၎င်းဝဇိယတေနာဤတစ်ခုလုံးကိုအောင်လွန်လိုက်လေ၏ထဲချုပ်ထားသောမျက်ရည်တို့ကြောင့်တစ်ဆုံနေသောအသက်ဖြင့်ရမကပြော၏မတော်ဘူးမတော်ဘူးဘယ်တော့မှမတော်ဘူးတခင်အတွေ့ကျွန်တော်မှပြုမှားခဲ့မိပါတယ်ရိုက်လို့လည်းရင်လည်းရိုက်ပါတက်လို့လည်းရင်လည်းတခင်လက်နဲ့ပင်တက်ပါဟုထိတ်ကောင်းတွင်ရှမ်းမသည် တောင်းမှန်လေ၏ တော်ဤတိတ်ဆိတ်သောအမောက်သည်ခဏမြခြောက်ချားသွား၏ကြောက်လန့်ဖွယ်သောအချင်းအရာတို့သည် မြေတွင်းတင့်မြစ်တို့မှတက်ဆင်းသွား၏ရင်းညူတန်နှင့်မုန်းနစ်သောအသက်ရှူတန်သည်မြင့်အချင်းကိုဖြန့်၍ပေါ်ပေါက်လာ၏ပိုတခုသည်တိရွဲချောင်းများအပေါ်သို့လဲကျသွားလေ၏လူနေပြိုဝစီယသိနာသည်ထိတ်ခေါက်တင်ရှာမအားလဲကိုဖြစ်၍မြစ်ထက်တွင် ပြစ်ချခဲ့ပြီးလျင်တောတွင်မှထွက်သွားလေသည် အခန်းကတော်ရွေမှာဝစီရတိနာထွက်လာသောအချိန်တွင်နန်းနှင့်နေမင်းသည်အဝေးရှိဖျားတစောင်းထက်တွင် တောက်ပါလျက်ရှိလေပြီဝစီရတိနာသည်တခဏမြပင်ရန်နာသည်မရှိ တနေ့လုံးလုံးနေပူကြဲကြဲတွင်ညဘေးတဲတောင်တစောင်း၌လှဲ့ပတ်သွားလာနေလေ၏ညရက်ချိန်တွင် အကြံအရွယ်မရှိဘဲနှင့်ပင်ခြေဦးလှဲမိရာလှေစီသို့ပြန်လာခဲ့၏အရာထက်၌ ခြေချင်းတစ်ဖက်ကိုမြင်၍ပြေးသွားကောက်ယူပြီးလျင်မိမိရင်တွင် ပုံးပယ်နာကျင်သည့်တိုင်အောင်ပိုက်ဖက်ဖိနှိပ်ထားမိ၏။ဓာတ်တစ်ခုတွင်ကြံ့ရစ်ခဲ့သောအပြာရာကိုယုံလွှာပေါ်သို့လဲမိမိဤကိုယ်ကိုပြစ်လဲလိုက်၍ကိုယုံလွှာပိုးတွန်တို့ဖြင့်မျက်နာကို အုပ်ဖောင်းလေ၏။ပိုးလွှာ၏နုညံ့သောအတွေ့အကြုံ၎င်းထုံကျူနေသောနှင်းရည်နှံကြောင်၎င်းမစည်ရသေးနှင့် ထိတ်ခေါင်တင်ရှာမ၏ဖြစ်ပွက်သောကိုကာယကလေးကိုပြေး၍ညံ့မှီလေတော့၏ညအချိန်သည်တင်းမာ၍နာအူဖွဲ့သောတိတ်ဆိတ်ခြင်းဖြင့်လှုပ်ရှားသွား၏လာမင်းသည်လည်းတပင်များနောက်တွင်ပျောက်ကွယ်သွား၏ဝစီယသေနာသည်ထိုင်ရာမှထား၍တောဘက်သို့လက်မောင်းတို့ကိုစန့်တန်းပြီးလျင်လာလောကျွန်ုပ်၏အချက်လာလောဟုခေါ်လေ၏ထိုခဏ၌ပင်လျင် အမောင်ထဲမှတရံတစ်ခုသည်ထွက်ပေါ်လာ၍ရေဆက်တွင်ရက်လာ၏လာလောတေတုံ၏အချက်လာလောဟုဝစီယဒေနာသည် ရောရမ်း၍ခေါ်ပြန်၏ကျွန်တော်မှလာပါပြီချစ်သခင်ရဲ့သခင်ဤချစ်ပွေတော်လက်တော်သည် ကျွန်တော်မှအာသိအောင်မတက်နိုင်ကြပါဘူးကျွန်တော်မှအသက်ရှင်ရခြင်းဟာကျွန်တော်မရဲ့ကံအကြောင်းပါပဲဟုပြော၍ရှားမလည်းတောတွင်မှထွက်လာလေ၏ရှားမသည် လာ၍လူနေပြိုဤရှိ၌ရက်၏လူနေပြိုသည်ရှားမအိမျက်နာကိုကြည်၍လက်မောက်တို့ဖြင့်ပိုက်ပွေယူဖို့ရန်ခြေတလန်းမြတ်တလန်း၏ထို့နောက်မိမိ၏လက်နှစ်ဖက်ဖြင့်ရှားမအားတွန့်ပြလိုက်၏ဘာကြမှုပြန်လာရသည်လည်းဟု ဆိုပြန်လေ၏ဝစီရတိနာသည်မျက်စိကိုပယွင်မျက်နာကိုလှဲ့ပြီးလျင်ဤသို့လည်းပြောပြပါ၏။"သွားပါ၊သွားပါ။ငါ့ကိုထားခဲ့ပါ။" ထွက်ခါရှာမသည်တခဏမြန်ရက်နေ၍ဝဇီရဒေနာ၏ချင်းရင်တွင်ဒူးထောက်ချလိုက်ပြီးလျင်ဦးကောင်းကိုညှို့လေ၏ထို့နောက်ထပြန်၍မြကန်းဘော်သို့တက်သွားပြီးလျင်အိတ်မီသည်အိတ်ပြော်ခြင်းဘဝသို့ရော့ဆက်ကူးပြောင်းသွားတကယ်သို့ယူဝေတော်တော်ရဲတွင် ထိတ်ခေါက်တင်ရှာမသည်ပွဲပြောက်သွားလေသည်ဝဇီရဒေနာသည်လည်းကျင်းသောနှလုံးသားဖြင့်လေထဲတွင် တိတ်ဆိတ်စွာကြံရစ်ခဲ့လေသည်။ရာဘေဒာနတ်တကိုဤဘင်္ဂလီဝတ္ထုတို့ဖြစ်ပါれ။ဒီနေရာမှာတော့တိုင်းဆရာကြီးမင်းသူဝင်ဘာသာပြန်ဆိုရေးသားထားတဲ့တော့မြောက်ချင်းဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါれရှင်။